ဒါကတော့မန္တလေးမှာရှိတဲ့မဟာမျက်မှုနီဖရာကြီးပေါ့နော်ငလျင်မလုတ်ခင်ကမျက်နှာတော်အအနေအထားဖြစ်ပါတယ်ခင်ဗျာအားလုံးဖူးမြော်ကြည်ညိုလို့ရအောင်ကျွန်တော်တင်ပေးလိုက်ပါတယ်နော် ခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ကတော့ဒီမန္တလေးရမဟာမျက်မှုနီဖျားကြီးတမှာပေါ့နော်ဖျားဖူးဧည့်သည်တွေဝင်ရောက်ပြီးတော့ဖျားဖူးနေတဲ့အချိန်မှာငလျင်လှုပ်ပြီးတဲ့အချိန်လေးပေါ့နော်မဟာမျက်မှုနီဖျားကြီးကိုလာပြီးတော့ဖူးမြွန်ကြတဲ့ဖျားဖူးဧည့်သည်တွေကတော့ဒီဖျားเจ้าဆောင်နေပေါ့နော်ဒီအဆောင်နှန်းနေပြိုကျတဲ့အထက်မှာဒီပြီသွားတဲ့လူတွေပေါ့နော်ဒီတည်သွားတဲ့လူတွေတယောက်မှမရှိဘူးလို့တော့သိရပါတယ်အဲ့ဒီတစ်ခုကလည်းဝမ်းတာစရာတစ်ခုပေါ့နော် ဒါပေမဲ့လို့တခုရှိတာကဒီရှီအောင်မွေးနေ့တွေဖြစ်တယ်ပေါ့နော်ဒီမဟာမြတ်မှုနေ့ဒီဖရာရှင်မြေတော်ပေါ်တွေပြီးတော့ဒီဇောင်းတန်းနေ့ဒီချင်းသေးရုပ်ကြီးတွေပေါ့နော်ဒီလိုမဟုတ်ဦးဝါတွေပျက်စီးဆုံးရှုံးသွားတာကတော့ဒါလုံးဝစိတ်မကောင်းစရာပေါ့နော်အဲနောက်ထပ်ဒီသတင်းကောင်းတစ်ခုကကြတော့ဒီမဟာမြတ်မှုနေ့ရဲ့ဒီရုပ်ပွားတော်ကိုတော်ကြီးอ่ะပေါ့နော်လုံးဝဒီပျက်စီးဆုံးရှုံးခြင်းအဲပဲ့ကြီးကျိုးကျိုးခြင်းပေါ့နော်လုံးဝမရှိပါဘူးကိုယ့်အချင်းလုံးဝမရှိပါဘူးလို့ကျွန်တော်ကြားသိရပါတယ်ဘာမှထိခိုက်ခြင်းတော့မရှိဘူးလို့သိရတယ်ပေါ့နော်ထီသွားတာတွေကတော့အခုတွေ့ရတဲ့ဒီဇောင်းတန်းနေ့မဟုတ်ဦးဝါတွေချင်းသေးရုပ်တွေပြီးတော့ င်းမြင်းတော်ပေါ်မှာအနေငယ်ပေါ့နော်ထိခိုက်သွားတာတွေတော့အဲရှိတယ်လို့သိရပါတယ်အခုကပြောသလိုပဲဒီမဟာမြတ်မူနီရဲ့ရုပ်ဘွားတော်ကြီးကတော့လုံးဝဒီထိခိုက်ခြင်းမရှိဘူးလို့တော့သိရပါတယ်အဲ့ဒီတခုကလည်းဒါသတင်းကောင်းတစ်ခုပေါ့နော်အဲ့မေအဲ့လာယူအဲ့နောင်ဝါကလာလာအဲ့ဘက်ကနေမတော်နဲ့ဘက်ကနေတော်ဘာမှမရဘူးအဲ့တော့မြေဆိုင်ထဲမှာ ဘူးဘူးမရဝင်ဘူးဘူးမဟုတ်တော့လည်းဒီကိုဖတ်မယ်လေဘယ်ဖတ်မှာတော့ငါပြောတာသူပြေရှာရဲ့ဘယ်ဒီရောက်သွားပါလိမ့်အဖလို့တို့ရလေဘယ်ဘယ်ဖလို့တို့ရအဲ့တော့မသွားပါနဲ့နေပါဦးအာပြောတာပဲဆက်မှာတမီးလို့ဘွားနဲ့မသွားလေဟုတ်ကြ ဒီမုတ်ဦးဝါတွေအဝင်ပေါက်တွေကတော့တော်တော်လေးကိုမှပျက်စီးသွားတဲ့အနေထားပဲပေါ့နော်တွေ့ရတဲ့အချိန်ပဲတော်တော်လေးကိုမှပြိုကျပျက်စီးသွားတာတွေကိုတွေ့ရပါတယ် ီမအူးဝါကြီးတခုဆိုလို့ရှိရင်တွေ့ရတဲ့အတိုင်းတော်တော်ဆိုးဆိုးဝါးဝါးကြီးကိုပြိုကျပျက်စီးသွားတာပေါ့နော် ကဲပါဗျာကျွန်တော်တို့ဒီအစိုးရတွေကအကောင်းဘက်ကိုတွေးရမယ်ဆိုလို့ရှိရင်တော့ဒီမုတ်ဥဝတွေဒီရင်မတော်ပေါ်တွေကနည်းနည်းပါးပါးနည်းနည်းပါးတော့မဟုတ်ဘူးเนาะဒီထိခိုက်ပျက်စီးသွားတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ဒီမဟာမြတ်မှုနိရုပ်ပွားတော်မြတ်ကြီးအဲမထိခိုက်ဘူးဆိုတဲ့အတွက်ပေါ့เนาะဒါတမျိုးစိတ်အေးရတယ်ပေါ့เนาะအဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့အားလုံးဖူးမြော်လို့ရအောင်ပေါ့เนาะဒီမဟာမြတ်မှုနိရုပ်ပွားတော်မြတ်ကြီးကိုပေါ့เนาะဒီမျက်နှာတက် တော်ပေါ့နော်အဲဖွင့်ပေးတာကိုကျွန်တော်တို့ဒီနေ့တင်ပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲဖူးမြော်ကြည်ညိုနိုင်ကြပါစေနော်နောက်ပြီးတော့လေဒီငလျင်ဘေးအတော့ပေါ့နော်ဒီဖရားเจ้าငန်စီဒီပထိုးရီအတော့ကောဒီဒုက္ခရောက်နေကြတဲ့ဒီငလျင်ထဲမှာပေါ့နော်တော်တော်လေးကိုမှဒုက္ခခံရတဲ့သူတွေအတွက်လည်းအားလုံးပဲဒီကျွန်တော်ရဲ့ channel မှာကြည့်ရှုအားပေးနေတဲ့ကိုရီမရဲ့မှာလှူခြင်းတန်းခြင်းတဲ့သူတွေရှိလို့ရှိရင်လည်းတွားရောက်ပြီးတော့လှူဒန်းလိုက်ကြပါအောင်လို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းလိုက်ပါတယ်ခင်ဗျာကဲအားလုံးပဲအဲ့ဒီအကင်ပေးရှင်းနိုင်ကြပါသေးနော် And Salve Islam.